့ဒီနေ့ဗီဒီယိုဖိုင်ရီစင်လုပ်ချင်တာတော့ကျန်ဖို့လို့ကျွန်တော်တို့တနိုင်ငံတော်ကပြည်သူအများစုခေါ်တဲ့ကျန်းကျန်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌခင်ဂျီနဲ့နော်ဒေါ်ဆန်းစုကြည်လက်ထက်ကဒေါ်ဆန်းစုကြည်ကိုဖားရပြီးတော့ထမိန်အောက်ကိုခေါင်းဝင်ရှို့ပြီးတော့ပဝါတော်လက်ဆောင်တွားပေးတဲ့ဘူးလက်လက်ဆွေဒါပေမဲ့အဲ့ဒီဘူးလက်လက်ဆွေဟာအန်ဒီအစိုးရလက်ထက်မှာဒေါ်ဆန်းစုကြည်ကိုဖားပြီးတော့ပဝါတွေတွားလက်ဆောင်ပေးပေမဲ့အခုဒေါ်ဆန်းစုကြည်ကိုမင်းအောင်လှိုင်ကဖမ်းပြီးတော့အာဏာသိမ်းထားတဲ့အချိန်မှာတော့ဒေါ်ဆန်းစုကြည်ကိုမှတ်မှတ်ရရင်ပူဆိုးပဆက်ဝေဖန်နေတဲ့ဘူးလက်လက်ဆွေနဲ့ နှစ်ယောက်ပြောစကားကိုယာလီသွေးမပူတို့ကထောက်ခံထားတာရှင်းရှင်းပြောရင်နော်ခင်ရင်နဲ့ဘူးလက်ဆိုတဲ့ဘဲနပွေကိုမပူလူကထောက်ခံတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ရီရှင်လုပ်ချင်ပါတယ်ကြည့်ပါပါအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီမပူတုမဟာသွေးအားအမေသားကြီးကိုစီမဆုံးမလိုက်တဲ့ရုပ်တံကိုတင်ဆက်ပေးသွားမှာမို့အဆုံးထိနားဆင်ဝေဖန်တုံ့တက်ပေးသွားကြပါအောင်ခင်ဗျာ မင်္ဂလာပါမျိုးရေကျမမဟုတ်သူမာပြီပါရှင်ဒီနေ့နောက်25ခုနှစ်ကျွန်တော်ဘာလို့လူရာဒီတွေးပါရှင်ဒီကျမကဗီခံချိုးပါတယ်ကရာဦးခင်ရင်နဲ့ဘူးလဲဦးလာဆိုရပြောဆိုမှုလေးနဲ့ပတ်သက်လို့ကျမရဲ့အမြင်လေးကိုတုံ့ပြန်တင်ပြပေးချင်ပါတယ်ဟုတ်ကဲ့လှုပ်ပါဦးဆိုအနေနဲ့ကတော့တုံ့ပြန်တက်တက်တုံ့တုံ့ပြန်ဟာဖြူချင်းလေးတွေကိုပြီးတောင်းသွားနေတဲ့မြင်ကွင်းလေးနဲ့ရတာတိတ်ကူမှစက်တည်ရှိပါတယ်ရှင်ဟုတ်ပါတယ်အဲကျမဆိုရှင်မလဲပါဘူးတိုင်းကလေးများပွင့်တော်ပြီးခုနဝင်လို့ရှိဟုတ်တယ်နော်ပါမမလေးနိုင်ငံတော်တစ်ချက်စုံပြီးနိုင်ငံတော်လှန်ကိုအလေးပြုနေတာမြင်ရတဲ့အခါမှာတိတ်ကူခန့်ခန့်တာမထမ်းနိုင်ပြီခဲ့လေ ခဏကပြောတော့မှဆိုတော့ဒီတောင်းသားမောင်မင်းလေးရဲ့နိုင်ငံတော်တင်ဆက်ပြီးဆိုပြီးနိုင်ငံတော်အလှိုင်ကိုလေးပြနေကြတယ်ဘာလို့ခုမြန်မာအကြောင်းပဲချင်းပါနော်ဟိုကိုလေးအဲ့ဒီကလေးဘွားကစပေါ်ရွေးနေခဲ့ဘူးလားနော်အာနိုင်ငံတော်ချင်းဆိုလို့ချင်းလည်းဒီလိုပဲကျွန်မတို့ပေါက်ပြက်ပြက်ဆိုခဲ့တာပါနော်ဒီအောင်စုကိုလက်ဖက်ကျွေးလို့ပိုင်လာလို့ဒီမြန်မာအကြောင်းသားနိုင်ငံတော်တင်ဆက်တယောက်ရှိရမယ်ရှိရစော်ကလည်းချော်ရမယ်ဥစားလည်းပေါ်ရမယ်အဲကိုရလို့တောင်းသားဘွားကကိုယ်အဲ့ဒီလိုပေါက်ပြက်ပြက်နဲ့ဆိုခဲ့တဲ့ဒီတချင်းကြီးရဲ့အလက်ပါလား အဲ့ဒီအချင်းကြီးမှာပါတယ်ဇာတိတွေဇာတိမနေရအခုလိုတက်ဖြတ်တာတဲ့ခါမှာအခုလိုမျိုးနိုင်ငံရေးအတက်တဲမှာတော့ပညာရေးဘုံကပေါင်းချုပ်နေနောက်ရှက်ဖြစ်စည်းနေတဲ့အချိန်ရောက်မှာဒီမှာပါတဲ့တရှိနေရအနှစ်သာရတွေဒီမှာပါတဲ့ဇာတိတွေဇာတိပညာရေးဘုံပေါင်းချုပ်ကနောက်ရှက်ဖြစ်စည်းတယ်ပညာမြန်မာနိုင်ငံမှာပညာရေးစနစ်ကိုတုံးစားလို့မရအောင်ဖြစ်စည်းပြစ်တာဒီဘဒူတွေလေနော်ပေါင်းပြီးရေဝတ်ထားတဲ့စစ်ဘုံကျုပ်တွေပါကောလိပ်တွေကိုကျုပ်ပြီးဖောက်ပြစ်တယ်နော်မအောင်မနေရစာတတ်တတ်အတန်းတင်ခိုင်းတယ်အဲ့ဒီစနစ်တွေကိုဘယ်လိုလုပ်ခဲ့တာ နော်အဲ့တော့သူများနိုင်ငံမှာကျောင်းသားတယောက်ကအချိန်နဲ့အများကြီးမကုန်ဘဲနဲ့ပညာကိုနိုင်ပိုင်းအတွက်လစ်လက်လာစီပူတင်ဝိရအောင်ဝိုင်းလုပ်ပေးနေကြတယ်အချိန်မှာမြမပီမှာမြို့ပြင်တွေထုတ်ပြတယ်အဲ့တော့ကျောင်းသားတွေကကိုတိုက်ကိုအိမ်ရနေကိုမြို့ရနေကျောင်းသားတက်ဖို့အတွက်လမ်းမှာနေနိုင်ဝက်တနိုင်အချိန်ပေးရတယ်အနည်းဆုံးတိရအဲ့တော့ဘာဖြစ်လဲတကယ်ကအရင်ရုပ်တက်တက်ဖြစ်လာရင်ตาသုံးတာခရီးသားရဲ့စစ်သားရဲ့ကျောင်းသားရဲ့ကိုစစ်တပ်ကသိမ်လောက်ကြောက်စစ်အာဏာရှိနေတယ်အဲ့တော့အဲ့ဒီကျောင်းသားဆိုတဲ့အရာကိုအချိန်မီထိန်းနိုင်ဖို့အတွက်ကောလိပ်တွေမြို့တွေထုတ်ပြလိုက်တယ် တော့ပညာရေးစနစ်ကိုဖျက်တာဒီဒီမိုကရေစီဘက်တော်သားတွေလားပြည်သူလားဟုတ်တယ်မလားစစ်ဘိုလ်ချုပ်တွေလားနော်ကျွန်တော်ပြောတာစဉ်းစားရင်သိပါတယ်နော်အဲ့ဒီကကျမတို့တွေးကိုပတ်စုတယ်စုစည်းတယ်။ဟောစမပတ်တော့စုတာနော်။လာမမေးနေဘူးလားလေ။ဘာကုတုမဟာတွေးတွေးကိုပတ်ပတ်စုတာနော်။ကျမတို့ချက်ချင်းစုတာကိုကြည့်ပြီးတော့ကိုယ့်ရဲ့ရေတဲ့ဘက်ကိုတန်းတားနေတယ်ကျွန်တော်မြေကြီးထားခဲ့ရပါတယ်။ဆိုတော့ န်းတိုင်းကိုရေးချင်ပါတယ်။ကွင်းသောပန်းတိုင်းကိုလည်းမွေးစေချင်ပါတယ်။ကွင်းသောပန်းတိုင်းကိုလည်းမွေးစေချင်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ပြုတာလေးပြီးတော့ပန်းတိုင်းကွင်းကွင်းသောပန်းတိုင်းမွေးပါစေ။ကွင်းသောပန်းတိုင်းလမ်းပါစေ။ဒီဥစွာသူတော်မိသားစုတော်ပါရှင်။ဟုတ်ပြီဒီနေ့ကျွန်မပြောမှာကတော့ဒီခိုင်ပြပါရုံတက်အောင်ခင်ကြအောင်ပေါ့ဒီခိုင်ပြပါဒီဥပဒေကိုခင်ကတော့သူတို့လှဲကူးမျိုးနဲ့မှာဒီခိုင်ပြပါတီငွေတွေနဲ့ပြေဆုံးဖို့ပါသူရဲ့ပြောဆိုမှုလေးပေါ့ကျွန်တော်တို့လေးမီဒီယာမှာတင်ထားတာကျွန်မတွေ့လိုက်ရတယ်တွေ့လိုက်တော့နားထောင်ကြည့်တဲ့အခါမှာသဘောကျတဲ့အချက်လေးပေါ့ ့ကောက်ဝင်နေတာလည်းအများပါတီတွေနိုင်ငံရေးပါတီတွေနိုင်ငံရေးသမားတွေကတော့လူတို့ကိုစီးရုံးမှုနဲ့လုံးဆောင်ရှိရပါဘူး။ရုပ်ကောက်ဝဲရုပ်ကောက်ဝဲဘလို့လုပ်ခဲ့မှာလဲပြီးခွက်လက်ခံ။ဒါပေမဲ့ဒီမှာ okay ရဲ့ကျွန်တော်မင်းရောက်နေတော့မရောက်ပါဘူး။ကိုစီးလုံးနေဆိုတော့ပါတီရဲ့မူဝါဒဒီအမေရိကန်ပါတီရဲ့ရည်မှန်းချက်ကိုပြောရလိမ့်မယ်ထင်တယ်။နော်အဲ့ဒီမှာအလုပ်ပိုင်းခွင့်လန်းနေတဲ့ပတ်သက်လို့ပြောပါရစေ။နော်လုပ်ကခွင့်လန်းဆိုအားလုံးကပြောတတ်တယ်။နော်ရှေ့မှာဆိုကျွန်မတမောင်းတဲ့ဆိုကလက်ထက်ကရှိမယ်ခဲ့တယ်ဘလက်ကရှိမယ်ခဲ့ကျွန်မခဏခဏပြောဘူးလေနော်။ အပလက်တချင်းကင်းကနေပြက်သွားတဲ့ခါကြမှာလည်းရှိမှာဆိုလို့ရှိရင်ကလက်တန်းနဲ့ပဲဆုံလို့ရှိမှကဲလို့ထဝဲထူးစီပွားရေးဆုံးနော်တချင်မှာဆိုလို့ရှိရင်လည်းထဲထုတ်ပြန်လိုက်ပြီးထူးစီပွားရေးဆုံးလို့အရာဝင်မှာဆိုရွှေတို့အင်အားထူးစီပွားရေးဆုံးအဲ့လိုတွေအများကြီးရှိရပါဘို့မြို့သားပတ်စုံအခုလို့တူတဲ့စင်မှန်ကင်းနေပေါ့နော်တင်းလဲစဲနှစ်ကောင်းလဲနှစ်ငါးအဲ့ဒီလိုရှိမှန်ကင်းနေလို့ရှိရှိတဲ့ခါကျတော့နောက်ဆိုင်ခွဲလဲနေပတ်သက်လို့ပါတီတိုင်းနိုင်ငံရေးတမတိုင်းကအကောင့်ကြီးပဲလူတို့တက်လာပြောတယ်ဒါပေမဲ့ဥက္ကိညပြောဆိုခဲ့မှာဘာပါလဲဆိုရင်လူငယ်တွေလောက်ကခွဲလဲပေါ်စီဖို့အတက်မွေးဝမ်းကြောင်းပညာတွေသင်စားဖို့အတွက် င်တန်းတွေဖွင့်နေပြီးအကြောင်းတွေဖွင့်ပေးထားပြီးနေတယ်เนาะအခုတစ်ခါအမျိုးသမီးတွေပေါ့နော်အမျိုးသမီးတွေကြတော့အမျိုးသားတွေတော့ငွေငယ်တွေအတွက်တမေဝန်ကြောင့်ပြညာတင်တန်းကြောင့်တွေဖက်ပြီးတော့သူ့ရဲ့အဲ့ဒီအချိန်မှာပြောရတဲ့အစိုက်စောချက်ကထမင်းစားလက်မှတ်ထုတ်ပေးမယ်ဆိုတဲ့အကြောင်းကြီးနောက်ခင်ကတော့ထမင်းစားလက်မှတ်လို့တုံးမသွားဘူးဒါပေမဲ့အစိုးရကတော့ထမင်းစားလက်မှတ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကအလုပ်ကောက်ခွင့်ရဖန်ကြီးဖို့အတွက်အတမေဝန်ကြောင့်တင်ပေးမယ်ပညာတင်ပေးမယ်ပြီးလို့ရှိရင်ပညာတင်ယူတက်မြောက်ပြီးကြောင်းလက်မှတ်တွေထုတ်ပေးမယ်ဆိုတော့အဲ့ဒီလက်မှတ်တွေကလူငယ်တွေအတွက်ဒါထမင်းစားလက်မှတ်ထမင်းစားလက်မှတ်တွေဘဝတစ်ဘဝတော့မိမိတစ်ဘဝတော့အာမခံချက်ရနိုင်တော့တဲ့ထမင်းစားလက်မှတ်တွေ ဒီကပညာရေးတက်ချင်တော့မှလက်မှတ်မရှိတဲ့အတွက်တိုင်ပက်နေတဲ့ကျမတို့မြန်မာနိုင်ငံမှာလူငယ်တွေတဲ့အလုပ်ကဆန်းတဲ့နေအတွက်အတမွေးဝမ်းချပညာရေးတင်လဲနေပြီတောင်းနေခွင့်တင်ပေးမယ်အဲ့ဒီထမင်းစားလက်မှတ်တွေချုပ်ပေးမယ်ဒီလိုမျိုးပြောသွားတာကြားရတဲ့အတွက်တော်တော်ကြီးကိုမှဟတ်ထိပါရယ်ပေါ့နော်ဟတ်ထိကဲအဲ့လက်မှတ်ကိုဘယ်သူကထုတ်ပေးပြီးတော့ဘယ်နိုင်ငံကအသိမှတ်ပြုမှာလဲမကြည့်တော့အမောင်အရေးတန်နဲ့ပြောရတာဖတ်တော့ထိသေးတယ်ဟမ်နော်အမောင်အရေးပြောတော့ तू तू ပြောရတဲ့စကားကို ပါမလူပိန်းနေနဲ့နားထောင်လိုက်မယ်ဆိုအေးဟုတ်တာခမင်းစားမြတ်မှာထုတ်ပေးတယ်ပညာသင်ပေးတဲ့အတွက်ကျေးဇူးတင်တယ်လက်မှတ်ရတိုင်းပညာတတ်တာမဟုတ်ဘူးလေဟုတ်တယ်မလားလက်ရှိဆယ်ထန်းအောင်ပြီးတော့ဘွဲရထားတဲ့လက်မှတ်ကိုမြန်မာနိုင်ငံဟဲ့ဒီဘွဲရထားတဲ့လက်မှတ်တွေကင်ပြီးတော့လူတိုင်းအလုပ်ရှိနေပြီလားလူတိုင်းခမင်းစားခွင့်ရနေပြီလားမြန်မာနိုင်ငံကဘွဲရထားတဲ့လက်မှတ်ကိုဘယ်တိုင်းဒီမှာအလုပ်သွားရှောက်ခွင့်ရလဲထင်လား နေတော့နေတော့တိုင်းပြည်ဘန်နာတွေတုံးပြီးတော့စက်ပေါက်ကြီးအကြောင်းတွေစောက်ပြီးတော့တင်းတင်းနဲ့ရှောက်တင်လာတော့လူတိုင်းလုပ်လို့ရတယ်ငါလည်းလုပ်တတ်တယ်ရှင်းလားတိုင်းပြည်ကိုဖျက်ဆီးတယ်ဆိုတော့အဲ့ကစဖျက်ဆီးတယ်အတိတ်ညာတွေမိုက်မဲအောင်နေတော့တွေပောက်ပန်းလေးစက်တွေလုံမှာဟမ်အပေါအရင်ကတည်းကမသိဘူးလေတပိန်းတော့ဖတ်တယ်ခမင်းစလက်မှတ်တင်ပြီးတော့ဘောက်တာထိတာဟမ်ဘဒုကအတိတ်မှတ်ပြုမယ်နေတော့လက်မှတ်ဘယ်တိုင်းပြည်ကအတိတ်မှတ်ပြုမလဲဟမ်ဘဒုကထုတ်ပေးပါလေဘာပညာရက်တွေတင်ပါလေဒီကအောင်သက်သက်ရရင်ဘယ်အလောက်မှာဘာရမယ်လို့အမတ်ကချက်ပေးမလဲနော်နေတော့နေ့လေခင်ရောမပြောသား ရွေးကောက်ပွဲနီးလာလို့ခီးပုံမြင်တဲ့ခွေးလိုမျိုးအမီးတက်ပြီးပြေးလာကြတဲ့ကောင်တွေစိတ်မရှိတယ်။ဘာဆောက်စိတ်မှမရှိဘူး။အဲ့ဒါတိုင်းပြည်ချက်ဖို့ကလွယ်လို့မင်းတို့အဲ့ဒီချက်ဖို့ဒီစစ်တပ်ကပြောင်းလာတဲ့ကောင်တွေကောင်းထဲမှာဘာတစ်ခုမှမရှိဘူး။ရှင်းရှင်းလေးပဲစပ်ဖို့တွေလှုပ်ပြီးဒါကိုထီချောက်ကိုစက်ကူပတ်ပြီးတော့အုံးတင်နေတယ်နော်။အတက်မွေးဝမ်းကြောင်းပညာဆောက်ပြီဆိုဘာအတက်မွေးဝမ်းကြောင်းလဲစက်မှုလက်မှုလားအဲ့ဒါအဲ့အတက်မွေးဝမ်းကြောင်းစောက်မဲ့ကြောင်းကဘယ်နိုင်ငံအတိမပြုလဲလောလောဆယ်ကောလိပ်ကအောင်တဲ့လက်မှတ်ကိုအခြားနိုင်ငံမှာအလုပ်လုပ်ခွင့်ရအောင်တော့အရင်စူးစမ်းပေးစောက်ဖို့တွေလုပ်ပြီးမဖြစ်နိုင်တဲ့ဟာတွေကိုအရင်မလုပ်နဲ့ဟုတ် အလောက်တော့ခွေးရင်တော့မင်းတို့ပြည်သူလက်ခံတော့ပြီရှင်းလားဆယ်ရန်အောင်ထားတဲ့လက်မှတ်နော်ပြီးလို့ရှိရင်ဘွဲရထားတဲ့လက်မှတ်အဲ့လက်မှတ်ကိုပြပြီးအပြီးဆက်ဆုံးထိုင်းနိုင်ငံလောက်မှာအလုံးလုံးခွင့်ရအောင်အရင်ကြိုးစားပေးနော်မလေးရှားနိုင်ငံလောက်မှာအလုံးလုံးခွင့်ရအောင်အရင်ကြိုးစားပေးမြန်မာပြည်ကဆယ်ရန်အောင်လက်မှတ်လေးနဲ့နော်ဘွဲရလက်မှတ်လေးနဲ့ဒီလားကုမ္ပဏီစောက်တဲ့အပေါက်စောက်လေးပဲဖြစ်ဖြစ်အလောက်လေးပဲအရင်လုပ်ပေးပြောရင်မကောင်းလူပိန်းအကြိုက်ပညာမဲ့အကြိုက်ဒီစကားတွေပြော ပြီးလို့ချင်းအတိုင်းမျိုးဖြက်ရတဲ့အစီအနှစ်အကုန်လုံးထုတ်ယူအကုန်လုံးမျိုးစုံစောက်တင်ချတိုင်းပြည်ကအယိုးပဲကြံတယ်ဟမ်ဒီတို့တွေဒီတိုင်းပြည်ကိုခေဆက်ဆက်ဖြက်စည်းလာခဲ့တာလေကုန်နေပြီဟမ်မသိလို့ချင်းတော်လန်အင်အားစုဘက်ကခလေးတွေစာတင်တာကိုပဲပိတ်ပင်တဲ့ပုံစံမျိုးလို့အဲဟိုပုံဝင်တွင်းပြီးတော့ပြောကြတယ် CDN လောက်ခိုင်းတယ်ဆိုတာဆရာမတယောက်ကို CDN လောက်ခိုင်းတာစာမတင်ခိုင်းတာမဟုတ်ဘူးသိလားဒီတို့ကပညာမတတ်အတိတ်ကမဲ့တော့ CDN လောက်လို့ပြောရင်စာမတင်တဲ့လို့သွားထင်ကြတာနော် တောင်းသားတယောက်ကို CDM လို့လို့ပြောလိုက်ရင်စာမတင်နဲ့ပြောတာမဟုတ်ဘူးသိလားအဲ့ဒီအာနာတိန်ထားတဲ့အကျန်းဖက်ကောင်တွေအောက်မှာသူတို့ရဲ့အမိတ်ပေးမှုထိန်းချုပ်မှုအောက်မှာမနေနဲ့ပြောတာဆရာဝန်တယောက် CDM လုပ်တယ်ဆိုတာဖေးမကူတာကိုပြောတာမဟုတ်ဘူးနားလေလားတော့အဲ့ဒါကိုအဲအကြောင်းမတက်နဲ့ကြောင်းထွက်လို့ဘောင်းညောင်စကားတွေနဲ့ပုံပုံပြီးမတည်ရင်တော်နိုင်အင်အားစုဘက်ကလူတွေကပဲခလေးတွေကိုစာမတင်ခိုင်းတယ်လို့လို့ဆရာဝန်တွေကိုဆေးမကူခိုင်းတယ်လို့လို့ဆရာဆရာမတွေကိုစာမတင်ခိုင်းတဲ့ပုံစံမျိုးပုံဖော်ပြီးတော့ အောက်တန်းကြဆိုတာတိုက်ခိုက်တဲ့အောက်တန်းစားတယ်။နော်ရှင်းလား내예간섭퇴의습관지고에에땡바약한요못윈가내예간뷰하공아니가내예간 MPT 타워로루티냐레섭퇴의습관고아라카떳떳가미니냐빠이가땡바이라이데로드린야시바레시강시의 MPT 타워공습관고에에벳가미니가존라3야니마땡바이나이게다핏데로녜빈시이드린예미띠요가레우디뵤바레 တာဝါတိုင်စခန်းကုန်းကပြတ်သွားပြီလို့ပြောလို့ရပါတယ်ကကင်းတွေကတိမ်ပြီးတိတ်မကြပါဘူးစခန်းကုန်းတစ်ခုလုံးကိုရသွားတာစစ်ကောင်စီဘက်ကတော့အသေးပြောက်များတယ်လက်နက်ခဲယမ်းတွေလည်းရထားပါတယ်အခု net ရေကန်ပြူဟာမှာလေချောင်းရန်ကာကွယ်ရေးစခန်းတစ်ခုပဲရှိတော့တယ်လို့ဆိုပါတယ် net ရေကန်ပြူဟာပေါ်ကစခန်းကုန်းတွေကိုတိမ်ပိုက်ခံရပြီးနောက်မှာစစ်ကောင်စီဘက်ကနှစ်ရက်ဆက်တိုက်လေချောင်းကပြင်းပြင်းထန်ထန်လာရောက်တိုက်ခိုက်နေတယ်လို့ဆိုပါတယ်ဆက်ဆက်ဘက်ကအထီးလဲနာနေတယ်ဒါကြောင့် လက်နက်တွေတရားစစ်ပစ်ခတ်နေတယ်ချက်တွေလည်းဝဲနေတယ်လို့သတင်းရင်းမြစ်ကပြောပါတယ်ဖေဖော်ဝါရီလ3ပိုင်းကစပြီးကံမြင့်ကံနဲ့ရေကံပြူဟာစခန်းကပင်းစခန်းများကိုအေအေကထိုးစစ်ဆင်တိုက်ခိုက်ရာအထိတွေ့တိုက်ပွဲတွေဖြစ်လာခဲ့တာဖြစ်ပါတယ်အာရခတ်တပ်တော် AA နဲ့ပူးပေါင်းမဟာမိတ်တပ်တွေကအမ်ဘရန်လက်မပိုင်းကိုပိတ်ဆို့ထားပြီးစစ်ကောင်စီဘက်ကနေရေကံပြူဟာက နေထိုးစစ်ဆင်နေတာဖြစ်ပါတယ် အာရခတတော်ဘက်ကအပြစ်ခတ်ရစဲတက်လက်ထတိုးချောင်းထုတ်ပြန်ထားပြီးနောက်ထိုးစစ်ရဲတန်းခဲ့ပြီမဲ့စစ်ကောင်စီရဲ့တပ်မ69ဥဆောင်တဲ့တပ်တွေဟာရခိုင်ရုံးမတဲကအသိမ်းခံထားရတဲ့နေရာတွေကိုစစ်ကြောင်းထိုးလာတာဖြစ်ပါတယ်။ရခိုင်ရုံးမတွင်တိုက်ပွဲတွေဟာမေလ24ရက်နေ့ကလေးကပြန်လည်ပြင်းထန်လာတာဖြစ်ပြီး၊နေရီကံပြူဟာနောက်ကကာကင်စခန်းကိုတော့မေလ26ရက်နေ့မှာအာရခတတော်ဘက်ကတင်ပိုက်ခဲ့ပါတယ်။မပြောတဲ့စကားမှားလား။ ။ငါငါတင်ခဲ့တဲ့ဗီဒီယိုဖိုင်တွေငါပြောခဲ့တဲ့စကားလုံးတွေမဟုတ်တမ်းတည်းဆွတ်ဆွဲပုတ်ခတ်ပြောရင်လာခဲ့။ပြည်တယ်။အဲ့တော့နေတော့ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝိုင်းကတော်တော်ကိုအောက်တန်းကျတယ်။မက်ဒီကန်မှာ Republican နဲ့ Democracy တွေနော်။သူတကယ်ကိုယ်တိုင်ရွက်ကောက်ပွဲမှာအနိုင်ရကြတယ်။မဲဆွဲတဲ့နေရာမှာ Republican တွေလည်းသူတို့ယုံကြည်ရသူတို့လမ်းစဉ်သူတို့မူဝါဒနဲ့ချမှတ်ထားတဲ့အရာတွေကိုပြောပြပြီးမဲဆွဲတယ်။ Democrat တွေလည်းသူတို့ပြောပြတဲ့အရာကိုမဲဆွဲတယ်။နော်အဲ့လိုအချိန်မှာကိုနေ့ကပြောသလိုတဖက်ကရုတ်မာတဲ့နီးနဲ့မတိုက်ခိုက်ဘူး။ အောက်တန်းကြောက်ဆိုမတိုက်ခိုက်ဘူးတိုင်းပြည်ကိုပျက်စီးတဲ့ပျက်စီးအောင်မလုပ်ပြဘူးဒါအဆိုးဆုံးကအခု Donald Trump ဒါပေမဲ့ Donald Trump အောင်သူယုံကြည်တာသူစိတ်နဲ့သူလုပ်နေတာဖြစ်စင်းနေတာမဟုတ်ဘူးမြန်မာပြည်မှာတင်အားကြီးပါတီဆိုရင်ကြံ့ဖို့တဲ့နင်တို့အပြောင်းလဲကြံ့ခိုင်ဖွေးလို့ပါတီပေါ့နင်တို့ခေါ်နေတယ်ကြံ့ဖို့ပေါ့မြန်မာပြည်လူအများစုကကြံ့ဖို့နဲ့မျိုးရဒီမိုကရေစီဖွဲ့ချုပ် LND ရှိတယ်နော် NND ဘက်ကလူတွေရဲ့တိုက်ခိုက်မှုပုံစံဒီ ကျန်ဖို့ပါတီဘက်ကမဟုတ်မမှန်လောက်ကြံလီစေတာလို့ဒီကျန်ဖို့ဆိုတာဒီစစ်ကကောင်းဆောင်ပေါ့နော်အတူတူပါပဲဒါတော့တော်တော်တလင်ထဲမရတဲ့ခါကြီးကိုစစ်ကောင်းဆောင်နေတဲ့ဒီကျန်ဖို့ကောင်းဆောင်ကြီးကမဟုတ်မမှန်တာကိုလောက်ကြံပြီးဆွဆွဲတာလို့ပုတ်ခတ်တာလို့တိုက်ခိုက်တာလို့ဝါနှပြန့်တာလို့လောက်တာမြင်ဘူးလားငါအန်ဒီပါတီမဟုတ်ဘူးနော်အဲ့တော့ပြည်သူကဘာကြောင့်အန်ဒီကိုလက်ခံလဲဆိုတဲ့အချက်မှာဒေါက်ဆန်းစုကြည်ဖြောင်းမှန်တဲ့ကောင်းဆောင်လူလူကောင်းဆောင်ဆိုတဲ့အရာရှိနေတယ်ပြီးလို့ရှိရင်တစ်ဖက်ကအားပြိုင်မှုတိုက်ခိုက်မှုတွေရုံမာတဲ့နီလန်းကိုနေလို့ပေါ့မတုံးဘူးဒါပေမဲ့နေလို့စစ်ဖို့ချုပ်ကြီးလိုက် ဟိုဒေါ်ဆန်းစုကြည်ကိုဖမ်းတဲ့ခေတ်ကစပြီးတော့ဒီနေ့ချိန်ထိနိုင်ငံပိုင်ရုပ်တံတွေမီဒီယာတွေတောင်းတဲ့နေတို့လို့ဘောမနော်အကောက်တွေကနေပေါက်တွေကမဟုတ်မမှန်တာတွေလောက်ချန်လီစဲလိန်ညာဝါရဖြန့်တော့အောက်ကကြည့်နေတဲ့ပြည်သူတွေကတိတ်တယ်လေအဲ့တော့တဖေးမင်းနဲ့ဘာဖြစ်လဲနေတို့ကြမ်းဖက်ကချီးတွင်းနေကြတယ်အဲ့ဒါအဖြေပဲနေတို့ကြမ်းဖက်ကိုဖျက်ဆီးတာနေတို့ကိုယ်တိုင်ပြန်ဖျက်ဆီးတာနော်အခုလက်ကြည့်ခင်ပြောတဲ့စကားဟုတ်လားတမင်းသားလက်မှတ်တွေထုံးမဲ့ဒါအောင်လော်တယ်ယာရီတွေးရတယ် ဟာလာယာယီတွေ့နော်နေမတိတသိန်းတော့ဖားလိုက်ဟာထိတော့ဓမင်းသားလက်မှတ်တိုင်းသူပြည်သားတွေထုတ်ပေးမယ်ဆိုတော့ဟာမတိရဲ့လူရဲ့အနေနဲ့နားထောင်နေရဟုတ်တယ်လို့ပုတ်တယ်လို့ပေါ့ဟာဓမင်းသားလက်မှတ်ရပညာတင်လက်မှတ်ရကောင်းတာပေါ့ဒါပေမဲ့တေချာတွေးကြည့်လိုက်ဟမ်လက်ရှိစေတန်းအောင်တဲ့လက်မှတ်နဲ့ဓမင်းသားလို့ရတယ်လက်ရှိကောလိုက်တက်ပြီးတော့ဘွဲရတယ်ဝေးတင်လို့ဒေးတို့တက်ပြီးတော့ဘွဲရတယ်ဓမင်းသားလို့ရတယ်မြန်မာပြည်မှာအဲ့လက်မှတ်နဲ့ကောင်းပြီးဆက်ကားနေတဲ့ကောင်းတပုတ်ကြီးလေထုံးနေတဲ့ကောင်းတပုတ်ကြီးနော်အဲ့ဒါတွေကိုအရင်လုပ်ပေးစောက်ပေါ်တွေစောက်ပေါ်တွေခွဲခေါ် ခုံတစ်လုံးခုံတစ်နေရာထိုင်ခွင့်ရချင်တာနဲ့ဒီမထဲနဲ့နော်အဲ့ဒါလေးပဲအရင်လုပ်ပေးတင်လာနောက်ပိုင်းသူ့ဗီဒီယိုဖိုင်မှာဆက်ရှိသေးတယ်ဘူးလက်လှဆိုအကြောင်းလေးပြောထားတယ်ကျွန်တော်ထပ်ပြီးတော့လည်းမလုပ်တော့ဗီဒီယိုဖိုင်တားရှိွားမှဆိုလို့နော်ဒါအဓိကကျွန်တော်ပြောချင်တာကဒီဗီဒီယိုဖိုင်မှာအဲ့ဒီအချက်တင်လာလူပိအကြိုက်တယ်မဲဆိုပြီးတော့မယမ်းမလာတယ်မပြောနဲ့မင်းတို့လုပ်မဲ့ရွေးကောက်ပွဲတဲ့ဘယ်ပြည်သူမှလက်မခံဘူးတတ်သိရှိရင်လုပ်ကြည့်ပြည်သူရွေးချယ်ထားတဲ့ကိုယ်စားလှယ်တွေရှိပြီးသား 2020မှာရွေးချယ်ထားတဲ့ကိုယ်စလဲတွေကိုအာဏာပြန်ခံပေးနဲ့မင်းတို့ကမင်းတို့ခွေးသောဘောက်ကနေထိုင်ကုန်ဝင်ယူလို့လုပ်တဲ့ကောင်တွေတတိချင်းဝင်ကြည့်လိုက်နောက်မှလွှတ်တော်ကိုယ်စလဲတွေကိုပြတ်တက်ခံဖြစ်တယ်လို့မပြောနဲ့ရှင်းတယ်နော်တီတူတွေကတခါတည်းပြောပြီးသားမင်းတို့အာဏာတိမ်းပြီးတဲ့အချိန်မှာတီတူမင်းတို့အာဏာတိမ်းတော့လက်ခံနာမခံဘူးလားဆိုတာတပိုင်းပြည်လုံးလမ်းပေါ်ပြေသွားတဲ့လူဦးရေကိုပဲယူကြည့်လိုက်ရှင်းလားအဲ့တော့လုံမဲ့နီလန်းကတခုပဲရှိတယ်အာဏာတိမ်းတဲ့ကောင်တွေကိုယ်အပြစ်ဒဏ်ပို့ခံစစ်တပ်ကစစ်တမ်းလျောက်ပြန် ဒီတိုင်းပြည်ရဲ့အာဏာပြည်သူကိုယ်စားလှယ်တစ်ထက်အပ်ရှင်းရှင်းလေးပဲအဲ့လိုမဟုတ်ဘဲနဲ့မင်းအောင်နိုင်လူတက်ပြီးတော့အဲ့ဒီလူတက်မှုကိုပျောက်ချင်တဲ့ရွေးကောက်ပွဲကလေးတစ်ချင်ဆိုတဲ့ခေါင်းစဉ်နဲ့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့တတိရှိတဲ့ကောင်တွေဝင်ပြိုင်ဖို့နောက်မှလွှတ်တော်အမတ်တွေကိုဟုတ်လားကြောက်ကြမျိုးပြပျောက်ကြတွေကကျော်တယ်လို့မပြောချင်းတော့မပြောချင်းတော့ထပ်တတိပေးတယ်နော်ဒီလားဒီသူလက်မခံတဲ့အရာကိုလုပ်ရင်ကျင်းတွေအေးယူမယ်မျိုးပြပျောက်ကြအဖွဲ့တွေနေရာတိုင်းမှာရှိတယ် ဒီရွေးကောက်ပွဲကိုပြည်သူလုံးဝလက်မခံဘူးပြည်သူလုံးဝလက်မခံဆိုတာမြန်မာနိုင်ငံမှာရှိတဲ့လူဦးရေရဲ့ပြည်သူအများစုကလက်မခံတာခါပြောမယ်ဒီမက်ပူတူပြောနေပဲဒါနဲ့မက်ပူတီအဲ့ဒီပုံစံပြောတယ်မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေအများစုကလက်ရှိမင်းအောင်နိုင်လုံးမဲ့ရွေးကောက်ပွဲကိုလက်မခံတာအဲ့ဒီအတွက်တည်သူကိုစန့်ကျင်ပြီးတော့လုံးမဲ့ဆိုရင်